ီနေ့ကတော့လိတ်ကောင်းအကြောင်းပြောပြမှာဖြစ်ပါတယ်။လိတ်ကောင်းဆိုတာကလွယ်လွယ်ပြောရမယ်ဆိုရင်သွေးကြောတွေဖောင်းတာဖြစ်ပါတယ်။ဘယ်နာသွေးကြောလဲဆိုရင်စအုံနာတဝက်ကသွေးကြောဖြစ်ပါတယ်။ဆိုတော့လိတ်ကောင်းမှာကျမတို့သုံးမျိုးရှိပါတယ်။အတွင်းလိတ်ကောင်း internal piles အပြင်လိတ်ကောင်း external piles နဲ့ thrombus piles ဆိုပြီးတော့ external အပြင်လိတ်ကောင်း တဲမှာမှဟိုအဲ့တွေးကြောထဲမှာမှ black gloss တွေပေါ့နော်သွေးခဲတွေပါရင် thrombose bias လို့ခေါ်ပါတယ်ဆိုတော့ဒီလိုလောလောမှတ်ပေါ့လीเนาะဆိုတော့အများအကျန်းဖြစ်တော့သုံးခုရှိရဲအတွင်းလိတ်အပြင်လိတ်နဲ့ thrombose bias ဆိုပြီးရှိပါတယ်အဲ့တော့လေကောင်းဆိုကြတဲ့ကသူကသွေးကြောဖောင်းတာဖြစ်ပါတယ်အဲ့တော့အတွင်းလိတ်ဆိုရင်အတွင်းကသွေးကြောပေါင်းတာဖြစ်ပါတယ်ဘဲကအတွင်းလဲဒီ rectum ထဲမှာရှိရဟာပေါ့နော်အစာဟောင်းအိမ်ပေါ့အဲ့ထဲမှာရှိတဲ့သွေးကြောလေးဖောင်းတာဆိုရင်အတွင်းလိတ်ဖြစ်ပါတယ်အထဲမှာဖောင်းနေတဲ့အတွက်ကျမတို့များသောအားဖြင့်မနာကြဘူးသို့တော့ bleeding တွေးရထွက်နိုင်ပါတယ်အပြင်လိတ်အပြင်လိတ်ဆိုတာကကြတော့ဒီ anus နားလျောက်လာပြီပေါ့နော်ဆအိုနာတဝက်အရေပြားအောက်မှာရှိရတွေးကြောလေးဖောင်းတာဖြစ်ပါတယ်အဲသူကြတော့နားရဲရှားရဲသူလည်းတွေးထွက်ပါတယ်ခါကြတဲ့သူကရောင်တောင်ရောင်လာရပေါ့နော်အလုံးကြီးဖြစ်လာတတ်ပါတယ်အဲဆိုတော့ဒါကြောင့်အပြင်လိတ်ဖြစ်ပါတယ် thrombus bios ကြတော့အပြင်လိတ်ကိုမှအแทမှာသွေးကြဲဖြစ်သွားတာပေါ့နော်အแทမှာသွေးကြဲ forming ဖြစ်လာတဲ့အခါကျရင်သူ thrombus bios လို့ခေါ်ပါတယ်အဲသူကြတော့အင်မတန်နာပါတယ်အင်မတန်နာတယ် ကြည်လဲကြည်ရအထက်မှာသွေးကြဲရောင်ပါရဆိုတော့ကြည်လဲကြည်ရအင်မတန်လဲနာပါတယ်။အဲ့တော့လောကလက္ခဏာတွေကဘယ်လိုပြမလဲ။လေကောင်းရှင်ကျမတို့ကဝမ်းသွားရင်သွေးပါတယ်လို့ပြောရင်ကျမတို့ကအယောင်မေးပါတယ်။ Bright red color လားဆိုတော့သွေးလိုမျိုးရဲရဲတောက်တောက်ကြီးလား။သွေးစိမ့်ရှင်ရှင်သွားတာလားဒါမှမဟုတ်ညူညူလား။ဝမ်းနဲ့သွေးနဲ့ကရောနေတာလားဆိုပြီးတော့ကျမတို့မေးလို့ရှိရပေါ့နော်။ဒီလေကောင်းကကြတော့သွေးစိမ့်ရှင်ရှင်သွားတာ။ bright red ပေါ့နော်ဝမ်းနဲ့လည်းမရောဘူးသူကသူဝမ်းသွားပြီးဝမ်းသူရတောက်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 ကြလာမျိုးသွေးသေးရှင်ရှင်သွားပါတယ် ခါလေးကျရင်ရားပါတယ်အင်မတန်နာပါတယ်ခါလေးကျရင်အကြည့်အချွဲလေးနက်နက်ပါတတ်ပါတယ်အမ်ကျောင်းနာတဝိုင်းမှာအလုံးလေးလိုမျိုးကျမတို့စမ်းမိနိုင်ပါတယ်။ဒါကတော့လေကောင်းရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။အဲ့တော့ဘာကြောင့်ဖြစ်တာလဲပေါ့နော်။ဘာကြောင့်ဖြစ်တာလဲဆိုရင်ကျမတို့ကကျမခုနပြောရလေနော်။ သွေးကြောလေးတွေဖောင်းလာလို့ဖြစ်တာ ex owner တို့ကသွေးကြောဖောင်းဖို့ဆိုရင်ဘာဘာလို့လုပ်ရင်ဖောင်းမလဲဆိုရင်ခန္ဓာကိုယ်ထဲမှာ pressure တက်လာတဲ့အခါကျရင်ဖောင်းပါတယ်ခန္ဓာကိုယ်ထဲမှာ pressure ဆိုတာတိတိကျကျပြောမှာဆိုဆက် owner မှာ pressure တက်လာရင်ဖောင်းပါတယ်ဘယ်အချိန် pressure တက်လဲကျမတို့ညှိရတဲ့အချိန်နေဆိုရင်တက်ပါတယ်ဘယ်အချိန်ညှိရလဲ1ချုပ်ရင်ညှိရတယ်1တအားချုပ်လို့ညှိရတဲ့အချိန်ကျရင်သွေးကြောလေးဖောင်းလာပါတယ် ဒုတိယတစ်ချက်ချောင်းဆိုးရအဟုတ်အဟုတ်နဲ့ဆိုညစ်ညစ်ပြီးဆိုရင် pressure တက်တယ်သူကြော်ရဖောင်းလာနေပါတယ်တတိယတစ်ချက်အလေးပင်မှာ in air ဆိုပြီးကုန်းပြီးတော့မှိုင် pressure တက်ပါတယ်ကိုဝင်ဆောင်တွေဘိုက်ကြီးကဘိုက်ကြီးကပုံနေရအောင်ပေါ့နော်သူဖိထားသူဖြစ်ပြီးတော့ pressure တက်ပါတယ်ဘိုက်ပူတဲ့သူတွေသူတို့ဆိုရင်လည်းလေကောင်းအဖြစ်များရပေါ့နော်အဲ့တော့ဒီ pressure တက်တဲ့ condition นี่ဆိုရင်လေကောင်းဖြစ်ဖို့များပါတယ်။နောက်တစ်ခုကကြာတော့အကြာကြီးရက်နေတာရောအကြာကြီးထိုင်နေတာရောဆိုရင်လည်းလေကောင်းဖြစ်တတ်ပါတယ်။ ဆိုတော့အကြာကြီးထိုင်နေနေအိမ်သာအကြာကြီးထိုင်နေလူတွေဆိုလည်းဖြစ်တတ်ပါတယ်ဘယ်လိုလဲအိမ်သာတက်နေနေဖုန်းတုံးတာကိုအကြာကြီးထိုင်ပြီးတော့ဘာမှညစ်စရာမလိုအကြာကြီးထိုင်ရုံနဲ့လေကောင်းဖြစ်ဖို့ချမ်းရှိပါတယ်ဆိုတော့ဒါရိုက်ဒါရိုက်ဆိုရင်လေကောင်းဖြစ်တတ်ပါတယ်အဲ့တော့ဘယ်လိုမျိုးလောက်ရမလဲဘလို့ကာကွယ်ရမလဲဆိုရင်ပထမဆုံးတစ်ချက်ကကျမကခုနပြောရလေ pressure တက်လို့ဖြစ်တာဆိုတော့အညစ်ကရတဲ့ position တွေကိုကျမတို့ရှောင်အောင်မယ်ပထမတစ်ချက်က1မချောက်အောင်နေရမယ်1မချောက်အောင်ဘလို့လောက်ရမလဲရေမြမြတောက်ရမယ် နော်အတီးရွက်များများစားရမယ်အတီးရွက်ဘာဖြစ်လို့စားတဲ့အကြောင်းကိုကျွန်မဗီဒီယိုတစ်ခုမှရှင်းပြပေးထားပါတယ်အဲအဲ့တော့စဉ်းစားကြည့်ပါနော်လူတွေကိုရေမများတော့အတီးရွက်စားအဲ့လိုလောက်ကြမလားဒါမှမဟုတ်ရင်အခုချက်ချင်းစေးတောင်းရင်အခုဒီနေ့စေးတောင်းရင်မနေ့ပြန်ဝမ်းသွားရစေးကိုတောက်ကြမလားဆိုရင်အဲ့ချက်ချင်းလောက်ချက်ချင်းရတဲ့ reset ကိုပဲလူတွေကလိုချင်တဲ့အတွက်စေးကိုပဲအောက်ကိုကြပါတယ် life time ပြောင်းဖို့အတွက်သူတို့ကောင်းတယ်မှာမရှိဘူးပေါ့နော်ဆိုတော့ကြိုက်တယ်လို့လို့ပေါ့နော်ကြိုက်တယ်လို့လို့ဒါပေမဲ့အကောင့်ဆုံးကတော့ ဝမ်းမချောအောင်နေရမယ် exercise လုပ်မယ်ရေမြမြတောက်မယ်အသီးရွက်စားမယ်ဒါက healthy ပေါ့နော်တခြားဟာကျကိုယ့်ဘာသာကိုယ်ရွေးချယ်မှုနဲ့ကိုယ်ဆိုင်ပါတယ်ဝမ်းနှုတ်တွေကစားရမကောင်းဘူးတချို့ဗာလဲ aloe vera ရောရှားဆောင်လက်ပတ်တို့ပွေးကိုင်းတွေနဲ့လောက်ထားရဝမ်းနှုတ်တွေဆိုရင်စားရအကျိုင်းဦကြီးရမဲလာတပါတယ် melanosis ကိုလိုင်းလို့ခေါ်ရဲအဲ့အကြောင်းလည်းကျွန်မပြောပြပါတယ်ချောင်းမစိုးရဘူးဆိုတော့ချောင်းကအင်မတန်အဟုတ်အဟုတ်ဖြစ်နေရင်မဖြစ်ခင်ကြရစေကန်းသွားနော်ဆိုတော့အချိန်ကတော့လို့ရရယ်ကိုဝင်ရှိတာတော့ကျမတို့လုံးလုံးမရဘူးလေနော်အဲ့တော့ကိုဝင်ရှိရခါကျရင်တော့ကျမတို့ဝမ်းချူပဲ ဘိုက်ကြီးပူနေရဲဆိုရင် weight ချခိုင်းနေ exercise တွေလုပ်ခိုင်းနေပေါ့နော်ဆိုတော့အဲလေကောင်းဖြစ်တယ်ဆိုရင်တိတ်ပြီးတော့မဆိုးသေးဘူးဆိုရင်ကျမတို့ Deflon တောက်ခိုင်းနေလေနော် Deflon နဲ့တောက်တယ်အရင်ဆိုးတယ်အရင်လဲနာတယ်အလုံးရလဲထွက်နေပြီဆိုရင်ကျမတို့ခွဲဖို့စဉ်းစားကြပါတယ်ခွဲရဆိုရင်လဲအဲလေကောင်းခွဲတာလေအဆိုးရစေရင်ကထမင်းစားရေတောက်ခွဲတာပတ်စံလဲအလောက်မကုန်တိလား ဟိုဘယ်လောက်လဲတော့ကျမတို့မသိဘူးဒါပေမဲ့အဲ့လိုမျိုးတင်းုံ second hand တော့20ရို30ရဲ့အဲ့လိုတော့မကုန်ဘူးရှင်အဲ့တော့အပြင်စေယုံတွေမှာတွားပြီးတော့ခွဲမှာဟိုလိုလေးကြားဖြတ်နေမှာခွဲမှာထားအဲ့လိုဆိုရစေယုံကြီးတွားပြရတာကတော့ပိုကောင်းပါတယ်ဆိုတော့ကျေးဇူးတင်ပါ